ဟုတ်ကဲ့ပါကွေအော်ပထမဆုံးအနေနဲ့ပေါ့နော် DMG ကိုအင်တာဗျူးဖြေချပေးတဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းပြောကြားလိုပါတယ်။ဒီကျွန်တော်ပထမဆုံးသိရှင်တဲ့မိခွန်းကတော့ပေါ့နော်ဒီရခိုင်ပြည်ကြောက်ကြီးမျိုးနေမှာဒီကျေးရတချို့ကပြည်သူတွေကိုပေါ့နော် Traverty အနေနဲ့ဒေသခံဟိုစေစနာဝန်ထမ်းတွေနဲ့ပူပေါင်းပြီးတော့လုံခြုံတဲ့နေရာတွေစီကိုရွှေ့ပြောင်းပေးခဲ့လို့ကျွန်တော်တို့ဟို Traverty ရဲ့တင်ပြချက်ရကျွန်တော်တို့သိရတယ်ပေါ့နော်။ ။ဆိုတော့ကြောက်ဖြူမျိုးနေအတွင်းကကြေးရဘေနီယော လောက်ကပြည်သူတွေကိုဒီ trap body က trap body နေနေပေါ့နော်။အာရွှေ့ပြောက်ပေးခဲ့ရတယ်လေ။အော်ဘေကာလာလောက်ကဒီလိုရွှေ့ပြောင်းမှုတွေကိုစတင်လှုပ်ဆောင်ခဲ့ရတာလေပေါ့နော်အာအကြီးအရေးတွက်အဖြစ်ဆိုရင်ရောပြည်သူဘယ်လောက်ပါဝင်မလဲဆိုတာလေတစ်ချက် လောက်ဟိုသိရှင်ပါတယ်ပထမဆုံးအနေနဲ့ဟုတ်ကဲ့မင်္ဂလာပါဗျအာအခုလိုမျိုးပေါ့နော် DMG အနေနဲ့ကျွန်တော်တို့ကိုအင်တာဗျူးလုပ်ပေးတဲ့အတွက်လည်းအာအများကြီးကျေးဇူးတင်ရပါတယ် ဆိုတော့အရင်ဆုံးပေါ့နော်လက်ရှိဒီကြောက်ဖြူရဲ့ဒီရေပူရအခြေအနေကိုအရင်ဆုံးလေးပြောပြပါမယ်အဲလက်ရှိအာဒီကျွန်တော်တို့အာရခတက်တော်နဲ့ဒီအာဟိုစစ်ဟိုပါတော့မြန်မာစစ်တပ်နဲ့ဂျားထဲမှာဖြစ်နေတဲ့ဒီအာတိုက်ပွဲတွေအရာပေါ့နော်ကျွန်တော်တို့ဒီယော်ပေါင်းကြောက်ဖြူမြို့နယ်မှာရှိတဲ့ယော်ပေါင်း200နဲ့တယောကနေပြီးတော့မှပြည်သူတွေဟာစစ်ဆောင်နေရတာရှိပါတယ်ဆိုတော့ကျွန်တော်တို့ဟိုကောက်ယူထားတဲ့ ဒီအမြေပြင်သတင်းချက်လက်တွေအရာအိမ်ထောင်စုစုစုပေါင်းအ6856အိမ်ထောင်စု ရှိတယ်ပေါ့နော်လူဦးရေအားဖြင့်ဆိုရင်13920ရှိပါတယ်ဆိုတော့အဒါကဟိုဟိုရေဘူးရစရင်ပဲရှိတယ်ပေါ့နော်ကျွန်တော်တို့လက်လန်းမမီတဲ့ဟာတွေအစရင်ထက်မှမဝင်နိုင်တဲ့လူဦးရေပြန့်ကျင်းနေတဲ့ဟာတွေအများကြီးအများကြီးကျွန်တော်တို့ရှိနိုင်သေးတယ်ပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့ဒီ ဟိုစစ်ဆောင်နေရတဲ့အနေထားကကျွန်တော်တို့တချို့ကဒီဆွေမျိုးအတိမိတ်ဆွေအိမ်တွေမှာနေကြတယ်ပေါ့နော်အဲတချို့ကတော့ကျွန်တော်တို့ဒီအာရခပြည်သူအစိုးရကနေစီစဉ်ပေးတဲ့ဒီကမ့်တွေဒါမှမဟုတ်ရင်လည်းကမ့်လိုမျိုးပုံစံရှိတဲ့နေရာတွေမှာအာအုပ်စုတွေခွေးပြီးတော့မှကျွန်တော်တို့နေရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး arrange စီစဉ်ပေးထားတဲ့နေရာပေါင်းဆိုရင်ကျွန်တော်တို့အာဟိုနေရာ80ကျော်လောက်တော့ကျွန်တော်တို့ ရှိနေပြီပေါ့နော်ဆိုတော့ဒါကဟိုကြောက်ဖြူရဲ့လက်ရှိဒီအာဟိုဟိုဟိုစစ်ဆောင်တွေရဲ့အနေထားရဲ့ရည်ဘူးရအခြေအနေဖြစ်ပါတယ်ဆိုတော့လက်တလောအနေထားမှာကျွန်တော်တို့ property အနေနဲ့ကျွန်တော်တို့ရောပေါင်းပေါ့နော်အကြောက်ဖြူမျိုးတွေမှာရှိတဲ့ရောပေါင်း16ရောကနေပြီးတော့မှအာဒီအာစုစုပေါင်းကျွန်တော်တို့ဒီအစစ်ဆောင်ပြည်သူ2000နဲ့84ရောက်ကိုကျွန်တော်တို့ဟိုအရေးပေါ်ကေစီရွှေ့ပြောင်းပေးထားတာရှိပါတယ် ဒါကကျွန်တော်တို့ဒီအခုလက်ရှိတိုက်ပွဲဖြစ်နေတဲ့မင်းပြင်တို့ဘာလို့အပါဝင်ပေါ့နော်တိုက်ပွဲမဖြစ်ခင်ကျွန်တော်တို့နှစ်ပတ်သုံးပတ်လောက်အလိုမှာကျွန်တော်တို့တူတင်ပြီးတော့မှဒါအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတဲ့အနေအထားဖြစ်ပါတယ်ဗျာ